ဆိုဒီယမ်သည်သင်္ခန္ဓာကိုယ်တွင်အများဆုံးရှိသော electrolyte အများထဲမှတစ်ခုဖြစ်ပြီးအများစုသောတခွဲခန်းများကလွယ်ကူစွာဆန့်တက်နိုင်သည်။ယင်းသည်ဆိုဒီယမ်ဆန့်တက်မှုအကြောင်းကြားပူးကြမည်ဖြစ်ပြီးယင်းသည်အများစုသောတခွဲခန်းများပင်ဆန့်တက်မှတ်ချက်တစ်ခုဖြစ်သည်။နှင့်အကြီးအွယ်လူနာများသည်ဆိုဒီယမ်စစ်ဆေးမှုကိုပုံမှန်ပြုလုပ်ကြသည်။ဆိုဒီယမ်အရေးကြီးသောအကြောင်းကပါလဲအကြောင်းကတော့အင်းကသင်ကိုကျန်းမာသောနေထိုင်မှုပုံစံရှိစေသည်။ဆိုဒီယမ်နည်းသောအခါပင်အားနည်းစေသည်။သင်သည်သစ်လက်လျှောက်မှုကိုမှန်ကန်စွာမပြုလုပ်နိုင်ခြင်းအလွန်အမင်းအိမ်ငှက်ခြင်းအိမ်ငှက်ခြင်း လက်လျှောက်ရအခက်အခဲရှိခြင်းအလွန်မင်းဖြစ်သောအခါတွင်အနှောက်ယှက်အရိလက်ချင်းသို့မဟုတ်ကိုမဖြစ်နိုင်သည်ဆိုဒီယံကိုဘဲကူစွာရှာဖွေစစ်ဆေးနိုင်ပြီးဘဲကူစွာကုသနိုင်သည်ထို့သောဆိုဒီယံနေခြင်း၏အကြောင်းရင်းကိုတိခါခြင်းအရေးကြီးပြီးလူများကစားပြားများသို့မဟုတ်အစားအစာတွေတွင်စားနေနေခဲ့ခြင်းဆိုဒီယံကိုကုသနိုင်ခြင်းကြသည်မှန်ကန်သောနည်းလမ်းမဟုတ်ပါအကြောင်းရင်းကဘာလဲအင်းဆိုဒီယံကတော့တင့်ကိုပြောခဲ့သလိုကိုခန္ဓာကအလွန်တင်းကျပ်စွာထိန်းချုပ်ထားပြီးရေပူရအဖြစ်ဆိုဒီယံကျဆင်းစေသောယောဂဆိုင်ရာအကြောင်းရင်းများရှိသည် လူများစုတွင်ဆိုဒီယမ်ကျဆင်းရခြင်းရိုးရှင်းသောအကြောင်းရင်းမှာရေပိုထိမထားပဲတောက်ခြင်းဖြစ်သည်ဆိုဒီယမ်နီးခြင်းကအများအားဖြင့်ယောဂဆိုင်ရာဖြစ်ပြီးကင်းဤအကြောင်းရင်းကိုရှာဖွေရန်တစ်ဆရာဝန်နှင့်ဆွေးနွေးရန်လိုအပ်သည်